ကချင်ပြည်နယ်ဖားကန့်ဒေသမှာကချင်လူမျိုးရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်အကြားဖြစ်ပွားနေတဲ့စီရီဟာတရုတ်အပေါ်မှာသာမူတည်ရလို့တိုင်းနိုင်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှာဥက္ကဋ္ဌဆိုင်းထီအောင်က CNN သတင်းဌာနကိုပြောပါရယ်ဖားကန့်ဒေသကကြောက်စိမ်းတူးဖော်တဲ့လောက်ကွက်အလုံးရဲ့နောက်ကွယ်မှာတရုတ်နိုင်ငံရှိနေကြောင်းတရုတ်ကကြောက်စိမ်းမှောင်ခိုဈေးကွက်ကိုအာမပေးခဲ့ပါကမြန်မာနိုင်ငံရဲ့တဝက်ခန့်ညင်းအေးတွားနိုင်ကြောင်းသူကပြောပါရယ် ဲ့ဒီစစ်မီးကတော့အကျိုးစီးပွားကိုထိခိုက်နေတဲ့ခါကျတော့အခုပြန်ရရကျရင်အကျိုးစီးပွားကိုထိခိုက်ပြန်လေ။နောက်တော့ပြန်ပြလာနိုင်တယ်ဆိုတော့အဲ့ဒီဖတ်တန်ဒေတာမှာကဒီကျွန်တော်မြန်မာနိုင်ငံလက်လက်ကန်အဖွဲ့ကြီးဒီအဖွဲ့ဆိုကြပါစို့။ဒီစစ်တိုင်းကစိတ်မကောင်းပါဘူးလား။အဲ့မှာဒီနိုင်ငံရဲ့အကျိုးစီးပွားတော်တော်ကြီးကြီးမားမားရှိပါတယ်။ဒီတဲ့ခါကျတော့စီးရုံနေနဲ့ပြန်ပြအောင်လုပ်မလားပြန်ပြအောင်လုပ်မလားဆိုတော့အဲ့ဒါသူ့ပုံမှာတတ်မှုကြီးရပါဗျာ။ အခုပြောရမယ်ဆိုတော့ဖခင်ကဖက်တဲ့ကြောက်ပင်းကြီးက2023လုံးကဒီရာသီမှာပြီးမှဆက်ပြီးမှကြောင်းဝင်ပြီးရင်66ပဲရရှိတယ်မြန်မာနဲ့ဒီအင်ဂိုလီယံတင်တဲ့ကိစ္စပါနော်ဒီမှာဆိုရင်တော့ US ဒေါ်လာပြီးရင်27 20ပြီးရင်ရတယ်အဲ့ဒီမြန်မာဒေါ်လာ90မြားပြည့်မြန်မာကျောက်သိန်းကြီးပြည့်ဒီကွက်မှာဘလောက်ကြီးကောင်းနေတယ်ပေါ့နော်အဲ့ဒီဥစ္စာတွေကလည်းမြန်မာနိုင်ငံကလည်းတရားဝင်ထွက်သွားတာမဟုတ်ဘဲနဲ့ဒီ မင်းလည်းကိုကြည့်ကြည့်သွားနေမောင်ကိုဖတ်သွားတာပေါ့အဓိကတော့ဒီချက်စိတ်ပြီးပေါ်တဲ့လောက်ကအလုံးနဲ့နောက်ပေါ်မှာတင်းရှိတယ်ဆိုတာကိုလည်းကျွန်တော်သတိထားမှာပေါ့ဗျာဒီစိတ်ကြီးခြေခံခြင်းခြေပြန်ခြင်းတက်တော့ဒါကြောင့်မို့ကျွန်တော်တို့အင်းကြီးကောင်ဒီကအင်းကြီးကောင်ပြီးကြတယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးတို့ရနိုင်ရပါဘူးသူကလည်းကဖြစ်ဖြစ်ဖြစ်မှာလေဗျာဒီမျိုးကိစ္စမျိုးတွေကမောင်ကိုအာမပေးခဲ့ဘူးဆိုရင်ဒါလည်းမြန်မာနိုင်ငံရဲ့ညီချင်းတွေတကွက်လောက်ကိုညီညီတွားနိုင်ပါလား မြန်မာတပ်မတော်အနေနဲ့ဖားကတ်ဒေသမှာလက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းနေကြောင်းမေလကုံပိုင်းကဖားကတ်မြို့တွေကိုစစ်ကြောင်းဝင်ရောက်ကစစ်အင်အားဖြစ်တင်းနေကြောင်းဒေသရင်းသတင်းဌာနတွေကဖော်ပြထားကြပါတယ်အဲ့ဒီနောက်ကချင်ပြည်နယ်ဖားကတ်မြို့အနီးမှာ KIA နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြကြောင်းလည်းသိရပါဗျ။ KIA ဟာ2024ခုနှစ်မတ်လကစတင်ကမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေပြီးနေမြေထိဆက်နေတဲ့စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်နယ်စပ်တွေမှာလည်းတိုက်ပွဲတွေပေါ်ဆောင်နေရပါဗျ ဖားကန်ဒေတာဟာစီးပွားရေးအရာအလုံးအရေးပါတဲ့ဒေတာဖြစ်တာကြောင့်မြန်မာတက်မတော်အနေနဲ့အကြီးကျယ်တိုက်ပွဲဝင်မှာဖြစ်တယ်လို့တရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရယ်။အဲစစ်တပ်ကလည်းအကြီးကျယ်တိုက်မှာပဲဒါပေမဲ့ကျမကြည့်တယ်စစ်တပ်ကတိုက်လွယ်မယ်တော့မထင်ဘူး။ဒါပေမဲ့ဟိုဗမော်တို့ဘာလို့မှလဲတော်တော်တော့ခံနေတာပဲလေ။ဘာဖြစ်လို့လဲဆိုတော့သူကအဲခွန်င်းနေပါလေကြာတော့သူကပုံများတာကိုအခြေခံအဲခွန်င်းကတော့ ပါလေလက်နဲ့ပါညာသူတို့ဘက်ကတော့ပုံများတော့အဲ့ဒါလေးပဲဖြစ်မှထင်ပါတယ်ကြနိုင်နေခင်ဗျာဟိုနေ့ချီဟိုဘာလဲဘမော်မှာဖြစ်နေသလိုပဲအခြေကြီးဖြစ်ကောင်းဖြစ်နိုင်နေခင်ဗျာဖားကန်ကိုမြမတက်မတော်ကထိုးစစ်စင်တာဟောင်းဘမော်လူမျိုးစီရေးအရာအရေးပါတာကြောင့်မဟုတ်ပဲတရံဇာတာကြောင့်ဖြစ်တယ်လို့လဲစီရေးနဲ့နိုင်ငံရေးအခက်ခက်တွေကထောက်ပြကြပါဗျာအဲ့ဒီနောက် KIA ကလည်း 2024ခုနှစ်ဒီဇင်ဘာ4ရက်ကစတင်ကဗမော်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲနေပြီးဒီကနေ့အထိသိမ်းပိုက်နိုင်ခြင်းမရှိသေးပေမဲ့လည်းအေယာဝတီမြို့အရှိတ်ဘက်ချက်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ထားတာပါလက်ရှိမှာတော့ကချင်ပြည်နယ်ရှိမြို့နယ်တွေမှာတရားစတာတူးဖော်နေမှုတွေဟာပုံမှန်ဆိုးရွားလာကြောင်းလဲဒေသတွင်းသတင်းဌာနတွေကဖော်ပြထားကြပါတယ်